ရုရှားရင်နံကိုဆက်ပြီးဝေနေပြီဆိုရင်အိန္ဒိယဟာအမေရိကန်စီကကြီးမားပြင်းထန်တဲ့တွန်းကုန်အခွန်စီကြမ်းမှုတွေကိုမလွေးမတွေကြုံရလိမ့်မယ်လို့အမေရိကန်တမတဒေါ်နေထရန့်ကထပ်မံတတိပေးခဲ့ပါတယ်။အိန္ဒိယဟာရုရှားရဲ့ရင်နံကိုဆက်ပြီးဝေယူနေတာကိုအရေးယူတဲ့အနေနဲ့အိန္ဒိယရဲ့တွန်းကုန်တွေအပေါ်အခွန်ပမာဏ90ရာခိုင်နှုန်းအထိအလုံးအရင်တိုးမြင့်ကောက်ခံဖို့ထရန့်ကဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်မှာတော့ထရန့်ကသူဟာအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမူဒီနဲ့ဖုန်းပြောဖြစ်ခဲ့ပြီးမူဒီကရုရှားရေနံတွေကိုဆက်မဝေတော့ပါဘူးလို့သူစီကတိပေးခဲ့တယ်လို့သတင်းထောက်တွေစီအတိပေးခဲ့ပါတယ်။အိန္ဒိယစီကအဲ့ဒီလိုကတိမျိုးရပြီးတဲ့အခါတရုတ်ကလည်းအလားတူတောင်းဆိုနိုင်ဖို့သူမျိုးလင့်ကြောင်းထရန့်ကဆိုပါတယ်။ ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီးရုရှားရဲ့ရေနံတင်ပို့မှုလမ်းကြောင်းတွေကိုအနောက်မဟာမိတ်နိုင်ငံတွေကဖျက်တောက်ပိတ်ဆို့အရေးယူထားပေမဲ့အိန္ဒိယနဲ့တရုတ်ကတော့ရုရှားရေနံစင်းကိုဆက်လက်ဝေယူတဲ့အဓိကဝေလက်တွေအဖြစ်ရပ်တည်နေသေးပါထရန့်ကမူဒီဟာရုရှားရေနံတွေဆက်မဝေတော့ပါဘူးလို့သူစီကတိပေးခဲ့ကြောင်းပြောပေမဲ့ချက်ချင်းဆိုသလိုပဲအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့မူဒီနဲ့ထရန့်တို့အဲ့ဒီကိစ္စဆွေးနွေးခဲ့တယ်ဆိုတာမဟုတ်ဘူးလို့ညှင်းချက်ထုတ်ခဲ့ပါတယ် နောက်ပြီးအိန္ဒိယရဲ့ရေနံစိမ်းဝေယူမှုမူဝါဒဟာဈေးနှုန်းနဲ့ရေရှည်ထောက်ပံ့နိုင်မှုတွေမှာနိုင်ငံအတွက်အမှန်တကယ်တင့်တော်အကျိုးရှိစေမယ့်ရွေးချယ်မှုကိုပဲဦးစားပေးမယ်လို့အိန္ဒိယကကြေညာခဲ့ပါတယ်။ထန်းကားတော်သူဟာမူဒီနဲ့ဖုန်းပြောခဲ့တယ်ဆိုတာကိုအော်တိုဝါ20ရက်နေ့မှာအခိုင်အမာထပ်လောင်းအတည်ပြုခဲ့ပါတယ်။ သူရဲ့တမဒစီးတော်လေးရင် A41 ပေါ်တက်ခန်းနီးတရေထောက်တွေနဲ့တွေ့ဆုံချိန်မှာထွန်းကပြီးခဲ့တဲ့သတင်းပတ်တုန်းကစကားကိုထက်လောင်းအတီးပြုခဲ့ပြီးသူနဲ့မူဒီတို့တကယ်ပဲဖုန်းပြောခဲ့ကြောင်းရုရှားရေနံကိစ္စကိုဆက်မလုပ်တော့ပါဘူးလို့မူဒီကတုစီကတိပေးခဲ့တယ်လို့ပြောဆိုခဲ့ပါရယ်။ဒါပေမဲ့အဲ့ဒီလိုဆွေးနွေးမှုမျိုးမရှိခဲ့ဘူးလို့အိန္ဒိယအစိုးရကထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီးတရေထောက်တွေကမေးမြန်းတဲ့အခါထွန်းကအိန္ဒိယဟာတကယ်ပဲအဲ့ဒီတဘောမျိုးပြောချင်နေဆိုရင်တော့ အမေရိကန်သတ်မှတ်တဲ့သွန်းကုန်အခွန်ပမာဏအများအပြားကိုဆက်ပြီးပေးဆောင်ရုံသာရှိကြောင်းဒါပေမဲ့ဒီလူမျိုးကိုအိန္ဒိယကအဖြစ်ခံချင်မှာမဟုတ်ကြောင်းပြန်ဖြေခဲ့ပါရယ်မူဒီကရုရှားရဲ့ရေနံတွေကိုဆက်မဝေတော့ပါဘူးလို့သူ့ကိုကတိပေးခဲ့ကြောင်းထရန့်ရဲ့ပြီးခဲ့တဲ့သတင်းပတ်ပြောဆိုမှုအပြီးမှာတော့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကနိုင်ငံရဲ့စွမ်းရည်ရေးရမှုဝါဒဟာအိန္ဒိယသုံးဆွဲတူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတဲ့တခုတီတော့ဥတီချက်အပေါ်အခြေပြုထားတယ်လို့တုံ့ပြန်ခဲ့ပါရယ်